ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရန်ကုန်မြင်ကွင်းရဲ့အစီအစဉ်ကနေပြီးတော့ပရိသတ်များအားလုံးကိုကြိုဆိုပါရစေဗျကျွန်တော်တို့ရန်ကုန်မြင်ကွင်းရဲ့အစီအစဉ်ကတော့ပရိသတ်တွေကိုရန်ကုန်မြို့ထဲမှာကျင်းပတဲ့ပရိသတ်တွေစိတ်ဝင်စားမယ့်ပွဲခမ်းနားမျိုးမျိုးကိုရှာဖွေပြီးတော့ကျွန်တော်တို့ရိုက်ကူးတင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဒီကနေ့တော့ပရိသတ်တွေကိုကျွန်တော်တို့ဂီတနဲ့သက်ဆိုင်တဲ့ပွဲလေးတစ်ပွဲကိုကျွန်တော်တို့မိတ်ဆက်ပေးကြပါရစေခင်ဗျပရိသတ်တွေကိုဒီကနေ့ကျွန်တော်တို့မိတ်ဆက်ပေးမယ့်ပွဲကတော့လီစုဂီတနုညာရှင်များအသင်းပွဲကနေပြီးတော့မှဒါဖွင့်ပွဲနဲ့ဆိုင်းမုတ်တင်ပွဲခမ်းနားကိုပရိသတ်များအားလုံးပဲဒီကနေ့ကျွန်တော်တို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်တွေကဆက်လက်ပြီးတော့ကြည့်ရှုခံစားပေးပါအောင်ခင်ဗျာ ရိတ်သမားအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရန်ကုန်မြို့ကျဲ့အဖွဲ့သားတွေဟာအမှတ်14ဥပဟိုလဲနှစ်ရက်ကွာခွဲချက်မရန်ကုန်မြို့နယ်မှာရှိတဲ့လီစုဂီတအနုပညာရှင်များအသင်းဖွင့်ပွဲခမ်းနားကိုရောက်ရှိနေကြတာဖြစ်ပါတယ်ပွဲခမ်းနားအစမှာတော့အခမ်းအနားမှုမဆူလေးကအခမ်းအနားစတင်ကြောင်း ကြေညာခဲ့ပြီးတော့တေးသက်ရှင်အက်စတာကတေးသချင်းတပုတ်ဖြင့်တီးဆိုဖော်ပြခဲ့ပါတယ်အဲ့တော့မှာတော့ ယေစုကိတနုပညာရှင်များအသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဒေါက်တာလာစရုကနေပြီးတော့မှအမတ်တရစကားလက်ဆောင်ပြောကြားပေးခဲ့ပါတယ်။ကိုမင်္ဂလာပါ။မင်္ဂလာပါ။ဒီကနေ့ကျင်းပါတဲ့ဒါလီစုကိတနုပညာရှင်များရဲ့ဒါဖွင့်ပွဲနဲ့ဆိုင်းဘုတ်တပွဲအခမ်းအနားမှာအခုတာဝန်ပြည့်ပြည့်တဲ့ပုံနဲ့အခုရဲ့နာမည်လေးကိုမိတ်ဆက်ပေးပါဦး။ဟုတ်ကဲ့။ကျွန်တော်နာမည်ကတော့ဥလာဇရုဖြစ်ပါတယ်ကျွန်တော်လည်းလီစုကီတာအတမယာရှင်များတင်းရဲ့ဥက္ကဋ္ဌလေးဖြစ်ပါတယ်တေခန္ဓာကိုကျွန်တော်ကဒီဥဆောင်မင်းတို့မှပြုလို့ကျင်ပတာဖြစ်ပါတယ် ဒီကနေ့ခန်းသားမှာဘယ်လိုမျိုးအစီအစဉ်တွေနဲ့ပါဝင်ဆောင်ရွက်သွားမလဲဆိုတာသိကြပါတယ်ဗျ။ Okay ။ဒီနေ့ကျွန်တော်တို့လေဆုဂီတအနုပညာရှင်များအသိရဖွင့်ပွင့်နဲ့ဆိုင်းပွင့်တင်ပွဲခန်းသားကိုကျွန်တော်တို့ဒီနေ့မြို့နေမြန်မာကမြို့နယ်ဥချုံရမိုးကုနာလေးလာရောက်มาဖြစ်တယ်။ပြီးတော့ကျွန်တော်တို့ဒီကလုံငန်းရှင်များလည်းပဲကျွန်တော်တို့ဖိတ်ကြားထားတယ်ပြီးတော့ရန်ကုန်မှာရှိတဲ့အထူးပြည်လေဆုလိုမျိုးလေးကိုဖိတ်ကြားပြီးတော့မှကျွန်တော်တို့ကျင်းပတာဖြစ်ပါတယ်။ ုတ်ကဲ့ပါအခုဆိုလို့ရှိရင်ဒါလီစုဂီတအနုမြာရှင်များအတင်းကဒါဖွဲ့စည်းပြီးသွားပြီဆိုတဲ့အခါကျတော့ဒီနေ့ဒါဆိုင်းမုတ်တင်ပွဲလည်းပြုလုပ်ပြီးသွားပြီဆိုတဲ့အခါကျတော့ရှေ့ဆက်ပြီးတော့ဘလိုမျိုးအနုပညာလုပ်ငန်းတွေကိုဆောင်ရွက်သွားမလဲဆိုတာသိကြပါမယ်ဗျာကျွန်တော်လီစုဂီတအနုမြာရှင်များအတင်းနဲ့ကျွန်တော်ရှေ့ဆက်ပြီးတော့မှလှုပ်ဆောင်ဖို့ကပုံများပါတယ်ကျွန်တော်တို့ဒီဖွဲ့စည်းထားတာတိတ်မကြတဲ့မှာကိုကျွန်တော်ဖွဲ့စည်းမှုပြောမှာဆိုရှင်တော့ဆလဲခုနကနေပြုတ်မှကျွန်တော်ဒီဒီမြို့နယ်ခရိုင်တိုင်းအစင်းစီပုံလို့နောက်ဆုံးပြည်ထောင်ဝန်ကြီးဌာနအထိပေါ်စစ်စစ်မှတ်ပုံတွေချက်ခဲ့ပါတယ်ပြီးတော့တရားဝင်ဖွဲ့စည်းခွင့်လေး မမပုန်နေတာပါလေကျွန်တော်ပေးထားတာဖြစ်ပါတယ်။အကြောအတက်ကရွေးချက်ကတော့ကျွန်တော်လေဆိုလိုမျိုးဟာသူရှင်တော့ဂီတအနုပညာမှာဝန္နာပါကြတယ်။သူပြီးတော့ခက်ပေါ်တက်ကြတာလေလုံးရတာအများကြီးဝန္နာပါကြပါတယ်။သူချွန်တဲ့လူတွေအများကြီးရှိပါတယ်။တော့ငါလည်းပဲကျွန်တော်လေဆိုလိုမျိုးထဲမှာအနုပညာဖက်မှာပေါ့အပေးမဲ့လူတွေပေါ့ဒီဒီမီတာကိုမြောက်ပေးမဲ့လူကအမတားမှနေပါတယ်။အဲကြောင့်မို့ကျွန်တော်လေဆိုဂီတအနုပညာရှင်များတဲ့လူဖွဲ့စည်းပြီးတော့မှသူပြီးလေဆိုလူငယ်ထဲကဒီအနုပညာမှာဝန္နာပါမြတ်သူချွန်တဲ့လူကိုတန်းတဲ့ဖက်ကကိုကြီးပေါ့ပုန်နေပုဆိုပြီးတော့အတက်ကတော့ရေးရွက်ချက် အယူရပြီးတော့မှဖွဲ့စည်းရတာဖြစ်တယ်ပြီးတော့ကျွန်တော်တို့နောက်တစ်ခုကတော့ solution လေးရှင်တော့ကျွန်တော်တို့ဒီအပရိဟာပရိဟိတလုံငါမှာလည်းပဲကျွန်တော်တို့ဒီလူစုဂီတနုပညာရှင်များအသင်းကနေကျွန်တော်တို့တိုင်းတော်ကူညီမယ်အခုရေဘေးမှာလည်းကျွန်တော်တို့နှခါလို့ကျွန်တော်ဘောင်းခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီအထုပိကျွန်တော်တို့လေစုလုံးငယ်တော့မကပ်ပါမိမိုင်းကမွေဆဲဝါလေးလုံးငယ်ထဲမှာအများကြီးဖြစ်နေတယ်ကျွန်တော်အနုပညာဖဲကနေမြေမှာကျွန်တော်တန်တဲ့ဖဲကပို့လေကျွန်တော်အဖဲဖဲကစူးစမ်းမှာဒီမွေဆဲဝါဒီပညာပေးဟိုပြိုးပွဲလေး ကျွန်တော်ကိုတိကိုအဲကိုတန်ဘောင်ဝချင်းအပြင်းတော်ကောင်းဒီမွေးဆေးဝါဒီပပြရတဲ့လေပဲကျွန်တော်တို့အဲတန်းနဲ့ပြန်ပေါင်းဝပူကျွန်တော်ရေးပဲထားပါတယ်နောက်လာလို့ရှိရင်တနေ့တစ်ခေါက်တော့ကျွန်တော်ကတချင်းပြန်ပွဲလေပေါ့အနုပညာဘက်ကဘဲဆုံပြန်ပွဲတော့ကျင်းပမယ်ကျွန်တော်ကဥဆောင်ပြီးတော့မှပြည်သူများခင်ဗျာဒီစုကိလာနုမြာရှင်များအသင်းဥက္ကဋ္ဌရဲ့အမတ်တရားစကားပြောပြီးနောက်မှာတော့လီစုတေးသက်ရှင်စပိုင်နဲ့ စောစောကာရန်တို့ကနေပြီးတော့ဒေသချင်းများနဲ့တီဆိုတင်ဆက်ခဲ့ပါတယ်ဆက်လက်ပြီးတော့မြန်ကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ဦးမောင်မောင်တိုင်းကလည်းအခမ်းအနားကိုတက်ရောက်အမှာစကားပြောကြားပေးခဲ့ပါတယ်။ကိုမင်္ဂလာပါ။မင်္ဂလာပါညီလေး။ဒီစုဂီတအနုမြရှင်များအသင်းမှာအကိုတာဝန်ယူထားတဲ့အပိုင်းနဲ့ကိုယ့်ရဲ့နာမည်လေးကိုလည်းမိတ်ဆက်ပေးပါအောင်ဗျ။ โอเคကျွန်တော်နာမည်ကမာတိရဲ့ကျွန်တော်ကျတော့ဒီအသင်းမှာဒီအတွင်းမှုတောက်ကိုကျွန်တော်ယူထားပါတယ်ဟုတ်ကဲ့ပါဒီကနေ့ဆိုလို့ရှင်တော့လီစုဒါဂီတနုပညာရှင်များအသင်းဖွင့်ပွဲနဲ့ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကိုကျွန်မပြုလုပ်တာဖြစ်ပါတယ်ဒီလိုမျိုးအခမ်းအနားကိုကျွန်မပြုလုပ်ဖြစ်တဲ့အကြောင်းရင်းလေးကိုလည်းသိကြပါရခင်ဗျဒီဟာကျတော့ကျွန်တော်တို့ဒီနိုင်ငံတော်ကခွင့်ပြုချက်ရထားတာဒီဟိုဟာတနှစ်ကျော်လောက်ရှိပြီပေါ့နော်2014ကနေစပြီးတော့ကျွန်တော်လုပ်တဲ့ခံမှာဒီ2015ခုနှစ်ကျကျွန်တော်ရသွားတယ် ဆိုဒီကောင်စီစဉ်တာဒီဒီတနည်းနီးပါးလောက်ပေါ့နော်ကျွန်တော်စဉ်စဉ်ထားတာပေါ့နော်စဉ်စဉ်လို့ဆိုဒီဒီနေ့လောက်ဖို့အတွက်ပေါ့နော်ကျွန်တော်ကြိုပြီးတော့မှလောက်ဆဆအာရရပေါ့နော်ဒီကျွန်တော်အကတာဖြစ်တဲ့ဒေါက်တာမူလာစုလို့နဲ့သူအတင်းအဖွဲ့တမားတွေကိုခဏခဏစီဝတ်ထိုင်ပြီးတော့လောက်ဖြစ်သွားတာပေါ့နော်ဆိုတော့ဒီမှာဒီနေ့ကျတော့အဓိကတော့ဒီအတင်းအဖွဲ့ရဲ့ဆိုင်းဘုတ်တင်ဘုတ်ပွဲပေါ့နော်အခမ်းအနားတစ်ခုဖြစ်တယ်အဲ့ဒီအကြောင်းပေါ့ ဟုတ်ကဲ့ပါလီစုဂီတလူမြာရှင်များအတင်းကနေပြီးတော့မှဒါပါဝင်ခွင့်ရမယ်တိုင်းရင်းသားတွေပြီးတော့ဒီ talent ရှိတဲ့လူတွေကိုဘယ်လိုမျိုးရှာဖွေပြီးတော့အဲဒီအဖွဲ့အစည်းထဲမှာပါဝင်ဖို့ကိုကံလန်းသွားမှလဲဆိုတာသိကြပါရယ်ခင်ဗျာကျွန်တော်တို့ကဒီနှစ်တိုင်းနှစ်တိုင်းကိုကျွန်တော်တို့တွေနေကိုဆင်းမယ်သွားမယ်ပြီးတော့မှဒီနေမှာရှိတဲ့ဒီတိုင်းသားတွေကျွန်တော်လီစုတိုင်းသားဒီနေ့ဝတ္တနာရှင်တွေကိုကျွန်တော်စုမယ်ပြိုင်ပွဲလေးတွေလုပ်လုပ်ပြီးမှာပေါ့နော်အဲ့ဒီကဒီအဆိုးရောအတီးတွေရော ပြီးတော့ဒီ fashion ဘိုင်းတွေပေါ့နော်ဒီ designer ဘိုင်းတွေတို့ပြန်ပွဲလုပ်ပြီးမယ်ပြီးတော့မှဒီအဲ့ဒီကနေရွေးရွေးချယ် property ရွေးချယ်ပြီးတော့မှရောက်သွားတဲ့လူရောက်ကုန်ပြန်ခေါ်မယ်ခေါ်ပြီးတော့မှတို့ကိုဒီမှာပြန်ပြန်ခိုင်းမယ်တို့ကတစ်စစ်တစ်စင်တို့ကိုပေါ့နော်တို့တတ်နေတဲ့ဘက်ကနေပပုံပတ်မိုးပြီးတော့တို့အဲ့လိုမျိုးဒီဆွဲခေါ်ဖို့ဒါအဲ့လိုလုပ်ထားတယ်ပေါ့နော်သူရဲ့အစီအစဉ်တို့တို့ရဲ့ဟုတ်ကဲ့ပါဒီစုဂီတာအနုပညာရှင်များအတင်းကနေပြီးတော့မှဒါအဓိကရည်ရွယ်ချက်နဲ့ပြီးတော့ဘာတွေရှိဆက်ပြီးတော့ဆောင်ရွက်သွားဖို့ရှိရဲဆိုတာလည်းသိကြပါရခင်ဗျအခုခေတ်တော့နိုင်ငံတော်ကလည်းဒီက ဒီနိုင်ငံတော်ရဲ့ဥဆောင်မှုပေါ့နော်ဒီဒီ package ကျွန်တော်တို့အစိုးရတစ်ပေါ်ပေါ်လာတဲ့ချိန်မှာဒီနိုင်ငံတော်မှာဒီလောက်ပိုင်ခွင့်အတိအတင်းအဖွဲ့တွေလောက်ပြီးလောက်ခွင့်ကိုပေးလိုက်တဲ့ချိန်မှာပေါ့နော်ကျွန်တော်ကဒီလူလူလူမျိုးတွေတချို့တနေရာတွေမှာဆိုရင်သူသူနေရာသူနေကိုနေဆိုတော့ဒီညီညွတ်မှုတွေမရှိတာရှိရပါတော့ဒီဒါဆိုတော့ဒီဒီအာဒီ music ကတော့ဒီဘယ်သူမှဆိုဘယ်လူမျိုးတွေမှဆိုဒီဒီ music အတော့ဒီဒီ ဒီဘယ်လိုခေါ်အတန်းစားမကွဲတဲ့ဒီကလူတိုင်းကကြိုက်နေတက်တက်ရအစောစီကျွန်တော် music အပြီးကျွန်တော်တို့စုပြီးတော့မှဒီတလုံးလုံးဝဒီညင်ညွတ်မှုရှိလောင်ကျွန်တော်တို့ကအဓိကယူရချက်ထားတယ်ပြောတယ်ဒီဒီကိုတော့ဒီဒီအခဏထဲမှာကိုကတော့ပြောတော့တဲ့အတိုင်းပဲဒီလီစုတိုင်းသားထဲကလည်းဒီအမှုပညာရှင်များပေါ့နော်ဒီပေါပောက်လာပြောတကယ်နိုင်ငံကုံဆောင်တဲ့ဒီအမှုပညာရှင်များပေါ့ထွက်လာဖို့အမှုပညာရှင်ဆိုတဲ့ချိန်မှာဒီခုနပြောလို့ဒီဒီဇိုင်နာတို့မော်ဒယ်တို့အစားပေါ့နော်ဒီတိတ်ဆိုးခြင်းအရေးချင်းအများကြီးပေါ့နော်ဒီဘိုင်းမှာဒီနိုင်ငံတော်ကို မြင့်တင်ပြီးမဲ့ဒီအမှုပြရှင်မလေးဓမ္မတွေပေါ်ထွက်လာဖို့ကျွန်တော်တို့ရည်ရွယ်ချက်ရှိတယ်။ဂျာတဲ့ရည်ရွယ်ချက်တွေအများကြီးရအောင်နော်။ပြည်သူများခင်ဗျာလီစုဂီတာနှုတ်ပညာရှင်များအသင်းဖွင့်ပွဲအခမ်းအနားမှာတော့ဒေသရှင်ကေဂျာနူးကလည်းကချင်ပါလာနဲ့တချင်းတစ်ပုတ်တီဆူဂုံပြုပေးခဲ့ပါဗျာ ိနောက်မှာတော့လီစုဂီတာနုမြရှင်အသင်းမှာတာဝန်ရှိသူတူဖြစ်တဲ့ဦးငွားရဲ့ဒီကနေပြီးတော့ကျေးဇူးတင်စကားနဲ့အတိပေးကြညာစကားကိုပြောပေးခဲ့ပါတယ်။ပြည်သူများခင်ဗျာလီစုဂီတာနုမြရှင်များအသင်းဖွင့်ပွဲအခမ်းအနားကိုတော့လီစုတေးတန်ရှင် WJ ဂျူးကနေပြီးတော့တေးသင်းတစ်ပုဒ်ဂုံပြူတီဆိုအပြီးမှာအခမ်းအနားပြုဆောင်ကြောင်းကြေညာခဲ့ပါတယ်။ပါချစ်ဒီမင်္ဂလာပါမင်္ဂလာပါ ဒီစုကီတိုင်းဥပညာရှင်များတဲ့ဒီကနေ့ရဆိုလို့ရှင်တော့ဒါဖွင့်ပွဲနဲ့စိုင်းမုတ်တွေပွဲခန်းနာပါတော့ဒီခန်းနာကိုတက်ရောက်ဖြစ်တဲ့အကြောင်းလေးသိချင်ပါတယ်ဗျဟုတ်ကဲ့ဒါလီစုဆိုတော့မဖြစ်မနေရောတက်ရရမှာပေါ့အဲ့ဒါကိုဆရာတချင်းဆိုဖို့တော်လည်းဖိတ်ထားတယ်ပေါ့နော်ကျွန်မဒီပတိုင်ကိုနေရှိုးသွားနေလို့ရောက်ရောက်ချင်းဒီမနေ့ရောက်ရောက်ချင်းပြေးချိုးပြီးပြေးခဲ့တာပေါ့နော်ဟုတ်ကဲ့ပါဒီအခက်ဒီအဖွဲ့စည်းကနေပြီးတော့ဒါလီစုတိုင်းသားတွေလည်းအမဒီဂီတကိုမျောဒါပေါ့နော်ဒီဂီတနဲ့ပတ်သက်ပြီးတော့မှအရေးချင်းရှိတဲ့သူတွေကိုဘယ်လိုမျိုးဒါလက်ကမ်းခေါ်ဆောင်သွားမယ်လို့ထင်လည်းမသိဘူးဗျ ရေချစ်ရှိလူအလုံးပေါ့နော်ဒီအခုရေချစ်ရှိလူအများကြီးရှိရကျွန်တော်တို့လီစုတဲမှာပေါ့နော်ဂီတရောပြအစုံပေါ့နော်တော်တယ်ဒါပေမဲ့ကျိုးစလာပါမဖြစ်ဖြူနိုင်ငံမဖြစ်ဖြူမတုတ်တက်တော့ဒီကိုမလာနိုင်ဘူးပေါ့နော်အခုကျတော့ဒီဟာအရန်ကိုကောင်းတယ်ပေါ့နော်ဒီတို့ကပြိုင်ပွဲတွေလုပ်မှာဒီနေရွာမှာလေပေါ့နော်အားကြောင့်တို့ရွေးထုတ်သွားမှာပေါ့နော်အကောင်းလေတို့ရီဒမက်မြာဒီစုဂီတအနုမြာရှင်များအတင်ဖွင့်ပွဲအခမ်းအနားပြီးဆုံးချိန်မှာတော့စိုက်မုတ်တင်ပွဲကိုဆက်လက်ကျင်းပခဲ့ပါတယ် နေ့ကျွန်တော်တို့ရန်ကုန်မြို့ကရဲ့အစီအစဉ်ကနေပြီးတော့တင်ဆက်ပေးခဲ့တဲ့လီစုဂီတာအနုပညာရှင်များအသင်းဖွင့်ပွဲနဲ့စိုင်းမုတ်တင်ပွဲအခမ်းအနားကိုကြည့်ရှုပြီးတော့ပရိသတ်များအားလုံးလည်းစိတ်ကြည်နှံ့မှုရရှိမယ်လို့ယုံကြည်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်ရန်ကုန်မြို့ကရဲ့အစီအစဉ်မှာလည်းဒီကနေ့လိုပဲပရိသတ်များစိတ်ဝင်စားမယ့်ပွဲအခမ်းအနားများကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်လို့အဆောင်မြောက်ကြည့်ရှုဖို့အတွက်ကြိုတင်ဖိတ်ခေါ်ရင်းနဲ့ပဲဒီကနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရစေ။